ယူနိုက်တက်တိုင်းစစ်ကိုရနယ်တင်အောင်နေမာတို့လိုဥဆောင်ပေးမဲ့ဆင်မာသားလေးကွန်ညာပရိသတ်များလုံးဝမိင်္ဂလာများရွှေရိုးအိုင်ဘက်ခွန်ရှိကိုအွန်လိုင်းအချင်းကနေပြန်လည်ကြိုလိုက်ပါရင်ယူနိုက်တက်ကတော့ဘရာဇီးတရုတ်ရှင်တိုင်းစစ်ကစားမှာမာတီးယက်ကွန်ညာကိုဝူတင်းကနေခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းတရားဝင်ကြေညာလိုက်ပါပြီ ယူနိုက်တက်ဟာကွန်ညာအတွက်ပေါင်62.5တန်ကိုတင်းစီပေးချေခဲ့ရပါတယ်။တနင်္လာနေ့ကကွန်ညာယူနိုက်တက်မှာတပတ်လောက်ခါလာစွာပေါင်2တန်ရရှိသွားမှာဖြစ်ပါရင်ယူနိုက်တက်ဟာကွန်ညာကို9နှစ်စာချုပ်ပြင်တနှစ်တန်တန်တိုးခွင့်စာချုပ်ပါအချက်နဲ့ခေါ်ယူခဲ့တာဖြစ်ပါရင်ကွန်ညာဟာနိုင်ငံကလည်းရွေးစင်ပွဲတွေအပြီးမှာအလုံးလုံးခွင့်ဗီဇာနဲ့ယူနိုက်တက်ကစားမအသင့်ဖြင့်မှတ်ပုံတင်ခြင်းကိစ္စတွေကိုဆက်လက်လုံဆောင်သွားမှာဖြစ်ပါရင်ယူနိုက်တက်ဟာ KSS ဘရာဇီးတိုက်စစ်မှုတွေကိုမခေါ်ယူဖြစ်ခဲ့တာကြောင့်ဒါကကွန်ညာအနေနဲ့ယူနိုက်တက်ရောက်ပရမအဆုံးတိုက်စစ်စားမလို့ဆိုရမှာဖြစ်ပါရင်ကွန်ညာလည်းရှိဘရာဇီးရဲ့အတောက်ပါဆုံးခြေဝင်းတွေကတူဖြစ်ပြီးအာမိုရီရဲ့နေစစ်တွေမှာအန်ဝင်ခွင့်ကြကစားပေးနိုင်သူကသူကပြီးတဲ့ရာသ ီကနေစတင်ရေးအတွက်ဥရောပထိပ်သီးလိ၅ခုမှာတခြားသောဘရာဇီးစားမအိတက်တောင်းပြည်တွင်းလိအတွင်းကိုပုံများထားတာဖြစ်ပါတယ်။ကွန်ညာကပြီးခဲ့တဲ့နှစ်အားဒီမှာစုစုပေါင်းလီဂို28ကိုအတွင်းယူထားနိုင်တာဖြစ်ပြီးသူနောက်မှာဗီနီရှီယာဂျူနီယာရာဖင်ယာတို့ကဒုတိယနဲ့တတိယနေရာမှာတည်တည်ရဲ့တည်နေကြတာဖြစ်ပါတယ်။ကွန်ညာအနေနဲ့ဘူးလိုလဲလဲအတင်းမှာကစားနေတာတော့ဘာစီလိုနာရီယယ်မက်ထရစ်တို့မှာကစားနေတဲ့ကစားသမားအိတက်ဂိုးသွင်းပုံကျမ်းပြထားပါတယ်။ ဒါဟာ United ရဲ့ဒီနေရာလေးတိုက်ဆက်ပိုင်းအားဖြည့်မှုကအကုန်မဟုတ်သေးပါဘူး။တည်နေတော့နောက်ထပ်တိုက်ဆက်ကစားမသစ်တွေခေါ်ယူအားဖြည့်သွားဖို့ရာစီစဉ်နေရပါလက်ရှိမှာ United ဟာ Arsenal အသင်းကခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ Vedat Jokic ကိုလည်းချိတ်ဆက်လျက်ရှိပါတယ်။ကစားမကတော့သူပြောင်းရွှေ့ခြင်းနဲ့အသင်းနဲ့ပတ်သက်ပြီးအချင်းယူစဉ်းစားလျက်ရှိပါတယ်။ Jokic အနေနဲ့ Champions League ပြိုင်ပွဲကိုကစားချင်နေတာဖြစ်ပြီးဒီချက်ကပဲ United နဲ့အတူကြာခက်ခဲနေတာပါ။ပြောင်းရွှေ့ခြင်းရတော့ United ကတက်နိုင်တဲ့ပမာဏဖြစ်ပါတယ်။ United က Brentford တိုက်ဆက်မှု Ambumo ကိုလည်းခေါ်ယူချင်နေပါတယ်။ Ambumo အတွက်ကတော့ Champions League ဝင်ခွင့်ကအဓိကမချပါပဲ။ United အနေနဲ့ခိုင်မာတဲ့အနာဂတ်ပလန်ကိုချပြဖို့တော့လိုအပ်မှာဖြစ်ပါတယ်။အထူးသဖြင့် Ambumo ုံမိုကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့နောက်ထပ်သတင်းဖြစ်တဲ့နျူကာဆယ်ထက်ပုံမိုကောင်းမွန်တဲ့လှုပ်ရှားမှုတွေကိုလှုပ်ဆောင်သွားဖို့လိုနေတာပါယူနိုက်တက်ကတော့အန်ပုံမိုကိုမရခဲ့ပါကတိုင်လာဒက်ဗလင်ကိုစူးစမ်းသွားမှာဖြစ်ပါတယ်သတင်းတွေကဒက်ဗလင်ကိုတော့ခေါ်ယူမယ်ဆိုရင်ပြောင်းရွှေ့ခြင်းပေါင်တန်း၄၀ဝန်းကျင်ကုန်ကျမှာဖြစ်ပါတယ်ဒီနေ့မှာရှုံးနေရတာကဘရူနိုဖာနယ်ရဲ့အပြောင်းအရွှေ့ပဲဖြစ်ပါတယ်။ United ရဲ့အသင်းကောင်းဆိုတာဘရူနိုကို Sorry Pro League ကလည်း A-League အသင်းကခေါ်ယူချင်တာအားလုံးသိပါပဲ။ဒီနေ့ရတော့ပေါင်တန်းတရာအထိပေးနိုင်ကြောင်းနဲ့ ဗိဒိန်စနေနေ့ပြောင်းရွှေ့ခြေကွာကြော်ဖြတ်ပြီးခေါ်မဲ့ဆိုလဲရအောင်တည်ရတာပါဒါပေမဲ့တကယ်တမ်းလက်တွေ့မှာတော့အင်္ဂလန်အသင်းဘက်ကအခုချိန်ထိတရားဝင်ကမ်းလှမ်းမှုမရှိသေးဘူးလို့ဆိုပါတယ်မန်နက်တဲ့အသင်းဘက်ကလည်းဘလူးလိုကစားသမားမျိုးကိုမယောင်းချခြင်းတို့လို့အာမိုရင်ကလည်းအသင်းမှာဆက်ထိန်းထားဖို့ကိုပဲတိုက်တွန်းနေတာပါ ဒါပေမဲ့ဘရူနိုကိုရိုင်းကတော့အင်္ဂလန်အသင်းနဲ့ဆွေးနွေးနေပေမဲ့အသင်းဘက်ကသာရောင်းချခြင်းထွက်ခွာသွားမှာဖြစ်ပါရင်ဘရူကယူနိုက်တက်အတွက်ကိုသူ့အတွက်ထပ်တောင်မှာပို့ပြီးတော့ဦးစားပေးနေတာဖြစ်ပါရင်အကယ်၍သူကအင်္ဂလန်ကိုပြောင်းရင်သုံးနှစ်စာချုပ်အတွက်ပေါင်တန်းနေရာထိရမှာဖြစ်ပါရင်ဒါတွေကတော့နောက်ဆုံးရယူနိုက်တက်ရဲ့ပြောင်းရွှေ့တဲ့နေနေပဲဖြစ်ပါရင်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့လောက်ပါမယ်နောက်နေ့မှလည်းအောက်ကစားနေပတ်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ